မင်္ဂလာပါကလေးတို့ Brilliant English Grammar Class ရဲ့ Jolly Phonics Session လေးကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Group 1နဲ့က Traffic Letter လေးတစ်ခုရဲ့အကြောင်းကိုပြောကြရအောင်ဘာလေးဖြစ်မလဲ Can you guess what it is It's letter T Tree, a big tomato. T, T, say it with me. Tap, tap. This is big T and little t. T cell t t t. ရှည်သွားလေးကိုလေးလေးရိုက်ပြီးတော့ထွက်လာတဲ့အသံလေးဖြစ်ပါတယ်။ပို့ပြီးတော့နားလည်သွားအောင်ဗီဒီယိုလေးကြည့်အောင် tennis t t tennis tennis လက်ထတီရဲ့အတန်ဘယ်ကနေရလာတာလဲဆိုတဲ့ story လေးတပုတ်ရှိတယ်သူကတော့ tennis racket လေးနဲ့ဘောလုံးလေးနဲ့ထိတဲ့အတန်ကနေမှလာတာဖြစ်ပါတယ်အရှင်လေးကတော့ဘွဲကြည့်ပရိသတ်တွေဘောလုံးလေးကို လိုက်ကြည့်တာဖြစ်တဲ့အတွက်ပုံနှဲကလိုခေါင်းလေးပညာရမ်းပေးရမယ်အရှင်နဲ့အတန်လေးထွက်ကြည့်ရအောင် အတန်ရဲ့အရှင်ရဲ့ရသွားပြီဆိုရင်တချင်းလေးနားထောင်ကြည့်အောင် When I watch a tennis game back and forth ဒါဆိုရင်လက်ထက်ချီရဲ့အတန်ပါတဲ့ပုံလေးတွေနဲ့လေ့လာကြည့်ကြမယ် turtle 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 tiger 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 t, t, train t, t, train t, t, train ဒီပုံလေးတွေမှာ letter t ရဲ့အတန်လေးကိုကြားလိုက်တယ်နော်ဒီလောက်ဆိုရင်တော့ letter t ရဲ့အတန်လေးတွေထွက်နိုင်ပြီထင်ပါတယ်ကဲအဲ့တော့လေ့ကျင့်ကြည့်အောင်ပုံတပုံချင်းစီရဲ့အတန်လေးတွေကို သေချာနားထောင်ပြီး ဆိုရဲလက်ထတီရဲ့အတန်မကြားရတဲ့ပုံကိုရွေးထုတ်ကြည့်ကြမယ်မကြားရတဲ့ပုံနော် turtle turtle astronaut astronaut top top tree tree tiger tiger sun sun ရွေးကြည့်အောင် astronaut sun ဒီပုံလေးနှစ်ပုံမှာတော့ letter t ရဲ့အတန်လေးနဲ့မစပါဘူး planning လေးအကြောင်းဆက်ပြီးတော့သွားရအောင် planning နဲ့ပတ်သက်ပြီးရှေ့ဗီဒီယို letter s လေးမှာ ရှင်းပြပြီးသားဖြစ်ပါတယ်။အဲ့ဒီအတိုင်းလေ့ကျင့်ကြမယ်။အဲ့ at at set at set at set ဒီနေ့မှာတော့ letter t ရဲ့အကြောင်းလေးကို ပြောပြပေးခဲ့တယ် letter t ရဲ့အတန်လေးက အရှင်လေးကတော့ခေါင်းလေးပညာရမ်းရမယ်နောက်ဗီဒီယိုလေးမှာတော့ letter i ရဲ့အတန်လေးကိုပြောပြပြီးသွားမှာဖြစ်ပါတယ်ဒီနေရာထိတ िश ူပေးခဲ့ကြတဲ့အယောက်ချင်းစီတိုင်းကိုကျေးဇူးများရည်တင်ပါတယ်